အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025စက်တင်ဘာလ30ရက်နေ့ဖြစ်ပါတယ်နော်ဗုဒ္ဓဘာသာတွေဒီကိုဘာသာအကြောင်းကိုကောင်းကောင်းမွန်မွန်နားမလည်တဲ့အတွက်သူများကတည်းကဝါရမိုင်းအောက်မှာအမြဲတမ်းဒုက္ခတွေပင်လယ်ဝေးနေရတယ်ယနေ့ liberal ဝါရတွေနိုင်ငံရေးဝါရတွေကခမည်းတော်ကိုစိုးမိုးပြီးတော့ခမည်းတော်ကိုကျွံမွေးခွေးမွေးလိုက်လို့ခမည်းတော်ဘဝတွေပျက်စီးကုန်ကြတာတကယ်တော့ကျုပ်တို့ဗုဒ္ဓဘာသာဗမာလူမျိုးတွေလောက်စိတ်သဘောထားကောင်းတဲ့လူမျိုးတိုင်းဘယ်မှာမှမရှိဘူး ကျုပ်တို့ကလူမျိုးကြီးလည်းမခွဲကြဘူးဘာသာကြီးလည်းမခွဲကြဘူးနိုင်ငံကြီးမခွဲကြဘူးအဲ့ဒါကိုကျုပ်တို့မခွဲကြမှန်းသိတာကိုထပ်ပြီးတော့အခွင့်ကောင်းယူပြီးတော့နောက်ထပ်ဝါရမိုင်းကြီးတက်ပြီးတော့ထဲ့ပြီးတော့ကျုပ်တို့ရှိရာအချုပ်ချာနဲ့အာနာနဲ့မြေကိုလုနေကြတာအချုပ်ချာအာနာနဲ့မြေကိုလုတာကိုကျုပ်တို့ကသဘောထားကြီးကြီးနဲ့သူတို့ရဲ့ follow တွေရှောက်လိုက်တဲ့အတွက်ကျုပ်တို့ဘဝတွေဒုက္ခရောက်ကြတာဗမာဗမာအချင်းတတ်နေရတာယနေ့အမေရိကန်ကြီးကတိုးတက်တဲ့လူမျိုးကြီးမခွဲကြလို့အလကားပေါက်ရ40လျှောက်ပြောတာပညာရေးကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်တယ် စီးပွားဥစ္စာကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်တယ်ဒီနှစ်ခုလုံးလို့တိုင်းပြည်တွေတိုးတက်ချမ်းသာတယ်တရုတ်နိုင်ငံမှာဘာဒီမိုကရေစီမှမရှိဘူးစီးပွားရေးကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်တယ်ပညာရေးကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်တယ်စီးပွားရေးနဲ့ပညာရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့မြန်မာအိုက်တိုင်းပြည်ချမ်းသာတယ်ယနေ့ကျတော့တိုင်းပြည်ဘာလို့မချမ်းသာပဲနဲ့မွဲနေလို့ဆိုဗမာဗမာချင်းတန်နေကြလို့ဖြစ်တာနိုင်ငံရေးအယူဝါဒတွေလူမျိုးရေးအယူဝါဒတွေနဲ့ဂုံးတိုက်တယ်မှိုင်းတိုက်တယ်ဗမာအချင်းချင်းပြတ်တက်ကြတယ်အာဏာလုကြတယ်ဒါကြောင့်မလို့မချမ်းသာတာကျုပ်တို့တွေစီးပွားရေးနဲ့ပညာရေးကိုအထုတ်ထိပ်ရောက်အောင် တွန်းတင်ပြီးမှဖွင့်ပြိုးအောင်လုပ်ကြမယ်။အပြိုင်ဆိုင်ဝိုင်းလုပ်ကြမယ်ဆိုရင်တို့တို့တိုင်းပြည်နေချင်းညာချင်းကြီးပွားတယ်။ရေကန်မြေကန်ကောင်းတယ်။ဟုတ်လား။ခမတို့စဉ်းစားလीတို့တို့ဗုဒ္ဓဘာသာကတဏှာကဖန်ဆင်းတယ်တတဝါကိုတဏှာကဖန်ဆင်းတယ်။အခြားသောဘာသာတွေကတတဝါတအူးကလောကကိုဖန်ဆင်းတယ်။ဖန်ဆင်းမုံကြီးမတူဘူး။မတူတော့ကျုပ်တို့ကဘယ်ဘာသာပဲကျုပ်တို့ဗမာပြည်ရောက်လာရောက်လာကျုပ်တို့ကလွတ်လပ်စွာကိုယ်ကိုယ်ကွင်ပေးထားတယ်သူတို့တိုင်းပြည်တွေမှာဖန်ဆင်းရှင်ဝါရကိုတွားပြီးဝေဖန်ကြည့်လိုက်ပါလားခင်ဗျားတို့ခေါင်းပြတ်သွားမှာပေါ့ ဟုတ်လားတို့တို့တိုင်းပြည်မှာဖန်ဆင်းရှင်ကိုဘယ်သူမှလည်းသူတို့ဘာနေသူတို့ကိုးကွယ်ပါစေဆိုမဝေဖန်ဘူးဘယ်ဖုံးကြီးမှမဝေဖန်ဘူးမပုတ်ခတ်ဘူးမစော်ကားဘူးတို့ယုံကြည်နေတာယုံပလိစီလောကကြီးမှာတဏှာဖန်ဆင်းတာကိုတို့မသိလို့တရားဖန်ဆင်းတယ်လို့ထင်လာဆိုပြီးတော့ဒီတိုင်းလှုပ်ပေးထားတာအဲ့တော့တို့ကမြင့်မြတ်နေတာလीဟာလားတို့ကမြင့်မြတ်ပြီးသားတို့ကနိုင်ငံရေးဘာသာရေးလူမျိုးရေးကိုခွင့်လွှတ်ပြီးသားလွတ်လပ်ခွင့်ပေးပြီးသားအဲ့ဒါကိုတို့ကိုထပ်ပြီးတော့ဖိနှိပ်ပြီးတော့တို့နဲ့ဒန်းတူထားရမယ်ဆိုတော့က သူတို့ကိုဘလို့ဒန်းထူထားရမှာလဲကျုပ်တို့လောက်ဒန်းထူထားတာကျုပ်တို့ပဲရှိတယ်လीကျုပ်တို့ရဲ့ဥပမာတစ်ခုအနေနဲ့ပြောမယ်ကျုပ်တို့ကမြေပိုင်ခြံပိုင်ရှိတငယ်ချင်းတယောက်ကဘဝပြက်လာတယ်တငယ်ချင်းမင်းအိမ်မှာမင်းခြံမှာငါနေပြတယ်โอเคလာနေလူလိုချင်းလူလိုဆက်ဆံလိုက်တာသူ့ကိုလူခွန်ရေးပေးလိုက်တာကျုပ်တို့ကကျုပ်တို့တိုင်းပြည်ကိုလာနေတဲ့လူမျိုးကြဘာသာကြားတွေကိုကျုပ်တို့နိုင်ငံမှာနေခွင့်ပေးလိုက်တာ နေခွင့်ပေးလိုက်တယ်ဆိုတဲ့ကိုကကျုပ်တို့ကလူလိုဆက်ဆံလိုက်တာသူတို့ကိုလူဖြစ်တတ်မှတ်တာဟုတ်လား လူဖြစ်တက်မှတ်ပြီးွားတဲ့အချိန်မှာဒီဘုံမှာဒိုးတူပေါင်ပတ်ခြံနဲ့ငွေနဲ့စအဲ့ဒါဒီသူတို့ကိုလူခွင့်ရပြီအကယ်၍မြန်တို့တို့ခြံကိုမြေခတ်လာပြီဆိုရင်တို့တို့ကသူတို့ကျူးကျော်သူတို့တက်မှတ်ရတော့မလို့သူတို့ကိုနေခွင့်ပေးထားတာအပိုင်ပေးတာမဟုတ်ဘူးလीဟုတ်လားဟာလူလိုလေးစဉ်းစားလိုက်ရင်အဖြေကရှင်းရှင်းလေးလေးတို့တို့လူလိုတွေးလိုက်ရင်အဖြေဒီကရှင်းရှင်းလေးရနေတာလीအဲ့တော့တို့ရောပြောတယ်လူမျိုးရင်းမခွဲကြနဲ့အကုန်လုံးဒန်းတို့အချုပ်ချာအာနာကိုလည်းဘာသူမဆိုရယူပိုင်ဆိုင်ကိုရမမရဘူးမရဘူးဒါကငါတို့ပိုင်ဆိုင်မှု အဲ့ဒီလို liberal ဝါဒအရာအဲ့ဒီလိုပြောနေတဲ့ယောက်ျားတွေမိန်းမတွေကိုယ့်ဘာနေကိုစဉ်းစားလीအဲ့ဒီလိုတငယ်ချင်းကအိမ်ပေါ်မှာနာနေတဲ့အချိန်မှာကိုယ့်လင်ကိုသူ့မယားနဲ့ပိတ်အိမ်မှာလားကိုယ့်မယားကိုသူ့လင်နဲ့ပိတ်အိမ်မှာလားလူလိုပဲတွေးကြည့်လိုက်ဒီအဖြေကရှင်းရှင်းလေးတွေထွက်လာနေမြင်ဟုတ်လားဒီလိုပဲဒါကငါတို့မိသားစုကြီးရေငါတို့ရဲ့အချုပ်ချာအာဏာကိုဘယ်ကောင်းကောင်မှပေးလို့မရဘူးငါတို့မျိုးကိုခြံခတ်ပေးလို့မရဘူး ဒါကလူမျိုးရေးနဲ့လည်းလာမပြောနဲ့နိုင်ငံရေးနဲ့လည်းလာမပြောနဲ့ဘာသာရေးနဲ့လည်းမသက်ဆိုင်ဘူးလူမျိုးရေးဘာသာရေးနိုင်ငံရေးနဲ့မသက်ဆိုင်ဘူးဒါဒီငါတို့ဗုဒ္ဓဘာသာဗမာလူမျိုးတွေနှစ်ပေါင်း3000လောက်အချုပ်ချာအာဏာပိုင်လာတဲ့မြေဖြစ်တယ်အမေရိကန်ဆိုတာမနစ်တနီးယားမှာနိုင်ငံဖြစ်တာဘာတမိုင်းမှာရှိတဲ့ကောင်းတယ်မဟုတ်ငါတို့ကတမိုင်းရှိတဲ့လူမျိုးရင်ကျေးမှုရှိတယ်စပယ်ရှိတယ်ဂီတရှိတယ်အနုပညာအားလုံးဒီငါတို့မှာဖွဲ့စည်းထားတာအကုန်ရှိတယ်ငါတို့ဒီရင်ကျေးမှုတမိုင်းတန်ဖိုးတွေနိုင်ငံရေးတမိုင်းတန်ဖိုးတွေအစင်တန်းမြင့်နေအဲ့ဒီအတွက်ငါတို့အစင်တန်းကိုနှိမ့်ချပြီးတော့မင်းတို့ကိုလူလုံးမဆက်ဆံနိုင်ဘူး တိုင်းပြည်မတိုးတက်ခြင်းတိုးတက်ခြင်းမတိုးတက်ခြင်းဆိုတာငါတို့ဗမာတွေလူစိတ်မရှိတော့ဘဲနဲ့တယောက်နဲ့တယောက်တတ်နေလို့တိုင်းပြည်ပြန်နေတာကျန်တာဘာမှမရှိဘူးငါတို့အချင်းချင်းတတ်တာကိုရက်လိုက်တဲ့နေ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်တဲ့နေ့ပဲအဖြေကရှင်းရှင်းလေးဟုတ်လားဘာနိုင်ငံရေးမှမဟုတ်ဘာလူမျိုးရေးမှမဟုတ်ဘူးအဲ့ဒါကိုမစိမ့်မဆိုင် liberal ဝါဒတွေဘာဝါဒတွေနဲ့လာမပြောနဲ့ငါတို့ဒီဝေဖန်ပိုင်းခြားနိုင်တဲ့စွမ်းအားရှိရမယ်မင်းတို့ကိုငါတို့ဗမာလူမျိုးကလူမျိုးရေးဖိနေလားမဖိနေလားဆိုတော့မနေ့တနေ့ကမှဟိန်းလူတွေ မင်္ဂလာဆောင်ပွဲကျင်းပါွာတိမ်ပေါင်းတသိန်းလောက်ကုန်ပြီဒီဟိန်းနူးတွေဗမာမြေပေါ်မှာစီးပွားရှာသွားတာဟိန်းနူးတွေဘယ်တော့မှအာဏာမလုဘူးငါတို့ရှိရမြေမလုဘူးသူတို့စီးပွားသူတို့လုပ်တာသူတို့တိမ်ပေါင်းတသိန်းလောက်ချမ်းသာတာငါတို့ကလွတ်လပ်ခွင့်ပေးစီးပွားရေးလုပ်ပန်းကံကွယ်ဝင်နေပေးထားလို့သူတို့အဲ့လိုချမ်းသာတာနီးငါတို့ကတော့ဖိနေထားမယ်သူတို့ချမ်းသာလာစရာအကြောင်းရှိဘူးလေအဖြေကရှင်းရှင်းလေးလေးဟုတ်လားအဲ့တော့ငါတို့ကဘာလို့ထပ်ပြီးတော့ပေးရမှာငါမရဘူးသူ့ကိုပေးလဲရမှာလားငါတို့ချန်နေကိုပိုင်းပြီးပေးရမှာ အဲ့ဒီလိုအောက်တန်းစားယုံညံ့တဲ့စိတ်ဓာတ်တွေနဲ့ကိုတိုင်းပြည်ကိုလူမျိုးဖြတ်စည်းနေမယ်ဆိုရင်မင်းတို့ငကိုတဲကကူကဗမာလူမျိုးဖြစ်ကိုမွေးမလာတဲ့နေလူတန်းစားကြီးဟုတ်လားကိုပိုင်ဆိုင်မှုကိုတော့ကိုသိရမယ်လေငါတို့ကလူကိုလူလိုဆက်ဆံပေးထားပြီးတော့တော်ပြီလေရပြီငါတို့နိုင်ငံသားဖြစ်မယ်1980နှစ်ဥပဒေနဲ့ဖြစ်အောင်လုပ်မဖြစ်ဘူးလားမဖြစ်ရင်ငါတို့ပြင်ပေးစရာမလိုဒိုးကြိုက်တဲ့နိုင်ငံမှာသွားနေတယ်ငါတို့ဘာသာနဲ့ငါတို့လူမျိုးစော်ကားလိုက်ပြီးဆိုအဲ့ဒီကောင်တွေရဲ့မှတ်ပုံတွေနဲ့ပတ်စပို့တွေကိုငါတို့ကပြန်သိမ်းပိုင်မှရှိတယ်အဲ့ဒါငါတို့ရဲ့အချုပ်ချာအာဏာပဲ